ဒီပိတ်ရက်လေးမှာတော့ cherry တမောတခါမှမစီဘူးသေးတဲ့အိမ်ကကလေးနဲ့လူကြီးတွေကိုခေါ်ပြီးတော့တမောလေးသာစီကြပါရင်တမောထွက်ဖို့က15မိနစ်လောက်လိုသေးတာမို့လို့လက်မှတ်ကိတ်မှာလက်မှတ်တစ်စောင်ကို300နဲ့ဝယ်ပြီးတော့နားနေဆောင်မှာအုံလုံးဆောက်နေကြရတယ်လေအရင်တော့တော့လက်မှတ်တစ်စောင်ကို100နဲ့ပဲရှိတာအခုနောက်ပိုင်းကတော့300ပြိုသွားပြီအခုဒါကဟိုဘက်ကန်နေပြီးတော့ပြန်ကတ်လာတဲ့တမောဘွားလူတွေဆင်းတာကိုဆောက်နေကြတယ်လေသူတို့ကုံမှာကိုကပြန်တက်ရမှာဟုတ်

ာရနေတော်မူလို့သူ့ခင်နေရာတအားလှတယ်။တိမ်နေရလဲလှနေရပဲကြည့်ပါဦး။မြက်ထဲမှာတမန်နေလဲဖြတ်နေတယ်။ပုံတင်သမောတွေလဲဖြတ်သွားတာကိုတွေ့ရမှာပါ။သမောကတိတ်အကြိမ်မစီရဘူး။ခဏနေဆိုလို့ရှိရင်ဒလားဘက်ကန်ကိုကတ်တော်မှာ။ဒီဘက်ဒလားဘက်ချမ်းမာကတော့စိတ်ကန်တကအတက်နဲ့အစင်းနဲ့တသက်ခွဲထားတယ်။ခုမြင်နေရတာကတော့ဘရိုးစိတ်ပါ။ကဲတမောပေါ်အဆင်းပြီးတော့ဖိုးဒီဒီလျှောက်သွားကြမယ်။ is on the second floor ပြန်မှုအချိန်ရောက်ပြီဆိုတော့ရန်ကုန်ဘက်ကိုထွက်မဲ့သင်္ဘောပေါ်ကိုတက်ကြတော့မယ်ဘူရန်အဝါနဲ့ဒူဒူလှနေတဲ့ဒလဒရာကြီးကိုလည်းကြည့်ခဲ့ရတယ်လီလီတပြူးပြူးနဲ့သင်္ဘောဦးမှာရှယ်ပဲညနေဆောင်ပြီဆိုတော့ပြန်အိမ်ပြန်ရင်းနဲ့ဈေးဝယ်တဲ့လူတွေလည်းအများကြီးပဲလေဒီနေရာမှာရှိနေတာဒီအနံ့နေလဲဆုံးမဲဈေးလက်တမတ်တယ် ားလုံးပဲပြန်ပါပြီပဒါ